KT U channel ကြီးကပြန်လဲကြိုးစားပါဗျာနော်။နေဗာလေးပြောချင်လဲဆိုတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံတဲ့ election ပေါ့နော်ရွေးကောက်ပွဲကိုဩစတြေးလျလည်းမကျေနပ်ဘူးအခုဆိုလို့ချင်းဗာနယူးဇီလန်နေရောဗာရောညာရောအကုန်လုံးအကုန်လုံးကဗာဖြစ်တယ်ညာဖြစ်တယ်နဲ့ပြောနေကြတယ်ပေါ့နော်ကုလသမဂ္ဂမှာလည်းဟာဗာဖြစ်တယ်ညာဖြစ်တယ်တရားမဝင်ဆိုပဲအားဆိုရင်မတော်မြန်မာနိုင်ငံအရေးမြန်မာနိုင်ငံမှာ တာဝန်ရှိတဲ့လူတွေလုပ်နေတဲ့အရာတရားမဝင်ဘူးဆိုလို့ချင်းအားဆိုလို့ချင်းမင်းတို့အခုဒီမှာကြည့်လိုက်အမေရိကန်ညီညာရေးအစီအစဉ်ကိုလည်းယူကရိန်းနိုင်ငံသားကညင်းပယ်တဲ့မင်းတို့ဒါကြောက်ဘယ်လိုပြောသူများနိုင်ငံရဲ့ညီညာရေးကိုအမေရိကန်ဝန်ဆောင်ဖက်လို့အမေရိကန်နိုင်ငံသားတွေကညင်းပယ်တဲ့အခါကျတော့မင်းတို့ဒါကိုဘယ်လိုယူငါတို့မြန်မာနိုင်ငံညီညာရေးအတွက်ငါတို့မြန်မာနိုင်ငံရဲ့အရေးတစ်ခုပြောင်းလဲတစ်ခုအတွက်လုပ်နေတာမင်းတို့အနေမင်းတို့အနေနဲ့ပါဆိုင်လို့ဟာလုံးမာတာလေ ဟင်မင်းတို့အင်တာမဆိုင်ဟင်မင်းတို့ကူ UK ဟင်ခလုံးကွင်းပြောင်းလဲတယ်မင်းတို့အော်လေးလူခွင်းကြီးတယ်အလုံးမသားကြီးလီလူပါဇက်တွေပဲဟဲ့ USCIS ဟင်ခလုံးကွင်းလျှောက်ထားတဲ့ဟာကြီးဟဲ့ကြီးတွေမြင့်တော်မယ်ဆိုတော့မင်းတို့အော်လေးလူခွင်းကြီးတယ်ဟမ်ဟိုစင်ကူကလက်မခံနိုင်ဟိုမလီကလက်မခံနိုင်ငါလုံးမသားကြီးလီကြီးတယ် မင်းတို့နိုင်ငံမင်းတို့ရေမင်းတို့လုပ်လေငါတို့နိုင်ငံကြီးငါတို့လုပ်မယ်စိုးစိုးကောင်းကောင်းကွာစိုးစိုးကောင်းကောင်းငေါင်းနိုင်ငံပြတ်တော့ငေါင်းနိုင်ငံပြတ်တာမင်းတို့နေပါဆိုင်လို့အဲ့လိုမှသာရည်ခုမှသူတော်ကောင်းကြီးနေလို့ဟမ်မင်းတို့ဂါသာကိုရလားဣသရီတီလောက်လုံတာမင်းတို့ဂါသာကိုဝင်ဟမ်ဣသရီကိုသွားပြောလို့ရလားဂါသာမှာဆုတ်ပြတ်သွားသွားကြီးဟမ်အမိုက်တန်ချိန်ပေါင်းဘယ်လောက်55တန်းလားဟမ် ဟမ်ပြောလေမင်းတို့နေတိုင်းရဟုကိုသွားပြောလေ US ကိုသွားပြောလေမင်းတို့ကိုနိုင်ငံကိုရေကိုကိုလုံနေတာလီးပြင်းနေတာဟမ်အဲ့ဒါမင်းတို့ရဆက်အာနာတင်ခိုင်းပြီးတော့အဲ့ဆက်အုပ်ချုပ်ရေးပြန်လုံးချင်သိပြင်းနေတာဟမ်အဲ့ကြတော့ဩရှင်းနာတော့ကြောင်ကြော်ဟင်းကျေးဇူးရှင်ဟမ် ီယေရှုရဲ့ငါတို့ပဲအချိန်ဒီဆက်ရောက်မှလည်းဆက်လို့ကိုမကုံတော့ဘူးဆက်လို့ကိုမကုံတော့ဘူးယေရှုရှင်နေယေရှုရှင်နေဘယ်ကောင်မှယေရှုမရှိဘူးရာထာဝရယံသူထာဝရမိတ်ဆွေဆိုပြီးထာဝရကိုကျိုးသူရထာဝရကိုကျိုးစီဘွားနဲ့ပြောတာတိရုပ်လဲတိရုပ်ကျေးသူသူကျိုးစီဘွားတွေပဲလာလို့လဲသူကိုကျိုးစီဘွားထိုင်းလဲကိုကျိုးစီဘွားဘင်္ဂလားဒေ့လဲကိုကျိုးစီဘွားအိန္ဒိယလဲကိုကျိုးစီဘွားပဲ မိရရင်ကျူးကျော်ခြင်းတည်းကောင်းကြီးပဲလူရရင်ထဲ့ခြင်းတည်းကောင်းကြီးချင်းချင်းလေးပဲနော်ကြတော့ဒါကိုစောက်ကြီး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 နော်ကြတော့ငါတို့က face state တယ် leave face state လာဟဲ့ငါတို့နိုင်ငံကြာဆုံးနိုင်ငံမဟုတ်ဘူးသဘောပေါက်လားရှင်းလားငါတို့ကလူငယ်တွေအများကြီးရှိတယ်ငါတို့နိုင်ငံအခုချိန်အထိကွာ21 22 23 24 25အထိပုံမှန်ဘယ်ဟာမှကျူးကျော်လို့မရသေးဘူးဆိုတဲ့အရာကပါ ဘယ်နိုင်ငံမှမထိရဲသေးဘူးဆိုတဲ့အရာငါတို့က face တိတ်မဟုတ်ဘူးစောက်တောင်းသားမရဲ့ငေါင်းနိုင်ငံကြဆုံးနိုင်ငံမဟုတ်ကြချုံနိုင်ငံမဟုတ်ဒါကိုလည်းခွေတောင်းသားရမှာမြင်ကြသည်ခွေတောင်းသားရမှာမြင်ကြသည်ငါလုံးမလားသူများတွေစော်ကားနေပြုတ်နေပြီကိုနိုင်ငံအောင်စော်ကားနေကိုအိမ်အောင်ဖျက်နေပြီဆိုတော့ဒါကိုစောက်တည်ရမှာနေငါလုံးမသား ဟမ်ငါတို့နိုင်ငံ face state လို့ပြောတာငါလုံးမသားရင်မနာတတ်ဘူးငါလုံးမသားရင်မနာတတ်ဘူးဟမ်ငါလုံးမမီဒီယာရေလီးတန်နေခေါ့ငါလုံးမသားရေကိုနိုင်ငံဟောမှာစော်ကားပြူသွားတယ်။မောင်းနိုင်ငံ face state မဟုတ်ဘူး။မြန်မာ is not face state ူများလိုတမိုင်းမရှိနော်ဘာမရှိညာမရှိမဟုတ်ဘူးကွာတမိုင်းနဲ့နော်အမွေနှစ်နဲ့ယဉ်ကျေးမှုနဲ့ထိမ့်သိမ့်လာတဲ့ဟာသူများလိုစော်ဟိုတွေ့တဲ့အယုတ်ဟမ်ရင်ကားလိုရုပ်ကိုထောက်ပြီးတော့လောက်တဲ့နိုင်ငံမဟုတ်ဘူးကွာဟင်သူများလိုပြက်စီးနေတဲ့ဟာကြမှာဟိုလိုလိုဒီလိုလိုဟမ်ဖြစ်ပြီးတော့ဟိုလိုဝင်ကျင်ဒီလိုခွေးတို့ဘောက်ကဝင်ကျင်နဲ့တီမောလို နိုင်ငံလည်းမဟုတ်ဘူးကွာနော်မလေးရှားလိုဟိုဟွာလိုလိုဒီယာလိုလိုနိုင်ငံမဟုတ်ဘူးဘောပေါလား သူများနိုင်ငံခွဲထွက်နိုင်ငံလည်းမဟုတ်ဘူးသူများနဲ့ရှီဟာဖြစ်နေတဲ့အရာလည်းမဟုတ်ဘူးသဘောပေါက်လား။ဟောအိန္ဒိနာချင်းမာတွေကမဖောက်ချက်တည်းမရှိတဲ့ဟာအများကြီး။သဘောပေါက်လား။ငါတို့ကကြဆုံးနိုင်ငံမဟုတ်ကြချုံနိုင်ငံမဟုတ်ဘူး။သောက်ပေါက်တွေပဲ။ဟင်။ဟောယူအန်ခေါင်းကြီးမှာထိုင်မြန်မာနိုင်ငံကိုရှစ်ပါတယ်ဆိုတော့ကြော်မိုးထုံးလို့ကောင်းပြီခွေးတော်မမျိုးမနီးလို့တော့ရအောင် င်းရဲ့မင်းလိုကောင်မျိုးချီးတော်ပြီးဖဏနဲ့ပါရိုက်တယ်သိလားအလုံးမသာညောင်မြန်မာနိုင်ငံကိုစော်ကားနေတယ်မင်းတို့မင်းတို့နိုင်ရင်သာတခုလည်းနဲ့ကိုအိမ်ကိုမဖြတ်နဲ့အလုံးမသာတွေမင်းတို့တစ်ဖက်ဖွဲ့စီကိုကြိုက်မကြိုက်တာမကြိုက်လို့ရတယ်မင်းတို့တစ်ဖက်ဖွဲ့စီကိုဆဲလို့ရမိုင်းရန်ပိုင်ခွင့်ရှိတယ်အမြန်မာနိုင်ငံကိုပြောနေတာအလုံးမသာတွေမနာတတ်ဘူးနားထောင် Burma is a failed state, rapidly becoming the world center of organized crime, with more than half of its population living in poverty, nearly 3.6 million people internally displaced, and millions more having fled to neighboring countries. Although resistance forces have achieved notable successes over the past year and a half, the junta remains resilient still controlling about 20% of the country's land, while opposition forces control roughly twice that amount. Since Burma's military coup in 2021, the junta has only worked to further legitimize itself, despite some claims that it is in decline. The Tamado, Burma's military junta, is slated to hold sham elections in December 2025 where the results are predetermined in a bid to disguise authoritarian control as democratic process. These elections are designed to create an illusion of legitimacy while allowing the junta to continue serving as a proxy for China and Russia. Both powers have aided the Tamado's numerous war crimes by propping up the regime with weapons and surveillance technology. The United States has a moral obligation to call out and act against both human rights abuses and autocratic transgression. While cuts to foreign assistance have reduced our ability to assist in disasters and in the conflict writ large, the conflict presents an opportunity for the United States to strengthen its regional interests in regard to supply chain security, economic partnerships, and critical mineral initiatives. This hearing also addresses the direct and immediate consequences of Burma's conflict on the American people. Make no mistake, America's interests in this conflict are not humanitarian alone. Junta affiliated scamming networks operating within Burma have targeted Americans stealing billions of dollars a year from American taxpayers. These funds not only benefit transnational criminal networks, but continue to line the pockets of the military junta. Congress must act immediately to protect our citizens' hard earned savings. Burma's humanitarian catastrophe is its strategic st importance in Southeast Asia and the ongoing wars harmful effects on everyday Americans all demand a thorough reevaluation of the United States policy. Indeed, when we consider both the domestic and foreign policy implications of the crisis in Burma, greater American attention to the conflict and its outcome truly puts America first. To address these challenges, the committee has gathered an excellent panel of witnesses who will help us further unpack the many dimensions of Burma's conflict. So I look forward to engaging with them on this critical issue. Thank you. Okay. အခုကြမှာပဲတကယ်ကဘာအကြီးဖြစ်သွားတယ်မြန်မာအကြီးကအခုဖြစ်နေရဣသရေပါလက်စတိုင်းသွားပြောလေရုရှားယူကရိန်းသွားပြောလေစောက်ဖွက်တောင်မလို့ကွာဟမ် စောက်ဖက်တော်မလို့ဟမ်အဲ့ကြောင်ပြန်နင်တို့လောက်ထားလीဟမ်ကေသရီစီတွေ့ထားတာဘယ်သူတွေ့ထားတော့ကေသရီစီတွေ့ထားတာဘယ်သူတွေ့ထားတော့ဟမ်နော်တတ်သေးကြီးနဲ့ထွက်ပြီးတော့ဖြစ်တာလीရှေ့ဟာစီနာရှေ့ဟာစီနာမပြုတ်သေးဘူးလीကေသရီစီခေါ်တွေ့ထားတာဘယ်သူတော့ဟမ်ကေသရီစီခေါ်တွေ့ထားတာဘယ်သူတော့ဘူကညာမှာပဲမြန်မာဟိုးကပအေးကြီးတောင်ဖြစ်သွားသေးတယ်ကပအေးကြီးတောင်ဖြစ်သွားသေးတယ်ဩမှတ်တောင်ထားအောင်ဟမ် ငါတို့အပြည်သူသဖြင့်နေရာမြန်မာလိုနိုင်ငံဖြတ်ကျော်ပြီးတော့ဖြစ်နေရလဲမဟုတ်ဘူးသွားတားလीဟမ်ဟမ်အခုကမှဟောမှတ်တောင်ထားအောင်လေအဲ့ကြောင့်လို့အာဆီယံဘာလို့ဝင်နေသေးရောမတွေ့တတ်တော့လားဟမ်အာချာရေးရတယ်ဟမ်အဲ့တော့ဘာဟိုဒီဒီရွေးကောက်ပွဲမလုပ်ဘဲနဲ့စစ်တပ်ပဲအာနာ ထပ်ပြီးတော့ယူရမှာလဲဟမ်အာနာထပ်ယူရမှာလဲဒုက္ခဟမ်အပြည့်တစ်ခုပြောလဲတစ်ခုလုံးဘူးဟာအတွက်ဘာဘာဖြစ်နေအောင်နေလို့ရနို့ဆောက်ဂျိုးစီပါးဘာဘာနေလို့ဟမ်ငါတို့ယူကောက်ဝဲလို့တာနည်းနည်းနင်းလို့ရင်ဘာဘာနေလို့ဟမ်ဒီမှာဩစတြေးလျအမတ်ကလည်းပြောမှာတပုံသားနဲ့ခင်ဗျာ3.6 million နဲ့အမဲဒုက္ခတယ်3.6 million ဒုက္ခတယ်အဲ့ဒါဘယ်ဟာကြီးပါထည့်ပေါင်းထားတာအောင်နေတော့ ဘယ်ဟာကြီးပါထည့်ပေါင်းပြီးတော့လာပြောနေ3.6 3.6 million နဲ့နော်ဒီတော့ဘယ်ချက်လက်တွေကောက်ပြီးတော့ဘယ်သူတွေပါထည့်ပြီးတော့မရှိတဲ့လူမျိုးတွေပါထည့်ပြီးတော့ပြောတာဟဲ့ဒီတော့ OIP ပေးတာကန်တာရင်းနဲ့ဖောက်ကားပြောနေတာဘာမှ face state ဆိုပဲဘာမှ is not face state နော်အဲ့ဒါတော့ခင်ဗျကျွန်တော်ဆဲတာလွန်လာခင်ဗျစဉ်းစားကြည့် There is a disturbing situation unfolding in Burma where the military regime is preparing to stage an election that much of the world recognizes accurately as a sham. Burma's generals are not holding an election, they are staging a performance designed to legitimize their rule while silencing the people's voice. Communication is filtered, pro democracy parties are silenced, observers are constrained, and citizens risk punishment for speaking freely. It is aimed at creating an appearance of normalcy without any genuine competition. It is a design, not a decision. Independent media have been driven underground, VPNs outlawed, and citizens live in fear that anything they write, post, or share could be used against them. Across Burma, 3.6 million people are displaced and entire regions remain under active conflict. In these conditions alone, no credible nationwide vote is possible. Australia must not look away. We should strongly reject this sham election and refuse recognition of any government formed under it, and instead support the National Unity Government and other civil society groups working for a federal democratic future in Burma. Australia should also boost humanitarian assistance through cross-border channels, not through the junta, and work with partners to disrupt the cyber scam compounds and trafficking networks that now reach Australian households and businesses. The Chinese Communist Party's deepening support for the regime through military aid, surveillance exports and control over strategic deep sea ports underscores a wider issue at play, not just Burma's freedom, but regional stability and Australia's own security. Australia must act with clarity and conviction because silence is complicity, and it must do so before this sham becomes a precedent. Australia, <laughs> huh? ဘာလို့ငါးပန်းသူငါးစီးပွားရေးလောက်တာဒီရင်းနှက်စိတ်ကန်းတို့ဘာလို့ညာတို့အကုန်လုံးညာငါးခုနိုင်ငံတိုးတက်ဖို့အတွက်လောက်တာလေနို့ဆောက်ပါလို့ဟမ်ဘောင်းနိုင်ငံတိုးတက်ဖို့အတွက်လုံညာလေစီးပွားရေးလုံညာမင်းတို့ဩစတြေးလျနဲ့ဘာဆိုင်လို့ဩစတြေးလျနဲ့ဘာဆိုင်လို့ခင်ဗျာမြင်သားရဲနော်ခင်ဗျာမြင်သားရဲနော်ခင်ဗျာဟမ်လစ်လူတော်ရှုလို့မရတော့ဖက်ဒရယ်ဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီဒီမိုကရေစီဆိုတော့ မတိတဲ့ကောင်တွေ conflict ဆိုတာတော့ border quell ကွင်းဆိုတာတော့မတိတဲ့ကောင်တွေရှိနေတဲ့အကြောင်းမင်းတို့စောက်စက်ပေါက်တွေပိတ်နေတယ်ခါလာလဲစစ်တက်တခါလာလဲစစ်တက်ဟမ်ဟမ်ငါနဲ့မတူငါရန်သူငါနဲ့တူတာတော့မှငါရန်သူဖြစ်နေတဲ့ခါကြီးကြတော့မင်းတို့မြင်ဘူးလားဟမ်ဟမ်ဆရာကြီးကြီးပဲဟမ်ဘာမှ is face state ဆိုပဲဩစတြေးလျ နော်လှစ်လူမရှိနိုင်တော့ဆိုရယ်အဲကုညီရာဘာညာကွီကွာနဲ့အဲအောင်နော်ဝါထာရောရန်သူထာရောမိတ်ဆွေတို့ထာရောကိုကျိုးစီပါကိုကျိုးစီပါမရှိဘဲနဲ့ဘာတစ်ခုမှဆောက်လို့မလုပ်ကြအောင်ဘာဆောက်လို့တစ်ခုမှမလုပ်ကြအောင်တိလာအလူကံမဲအလူကံပြီးရင်အစင်းစင်းစားမယ်မင်းတို့ဆောက်ကျင်နေပါနော်ဒါတော့ငါ့မြန်မာနိုင်ငံကတော့လာပြီးတော့အတော့ရှာဖို့မစင်စားနဲ့အဲဆိုလို့ချင်းမင်း အခုသူတို့ပြောတယ်နော်အစိုးရတဲ့20ရာခိုင်နှုန်းမှာ3ဟိုနေပေါ့နော်ပိုင်ဆိုင်တော့တယ်ပေါ့နော်ရှီယာကောင်မပြောသွားတဲ့ဟာဆိုမြေယာနဲ့20ရာခိုင်နှုန်းဝယ်နိုင်တယ်ဂျန်နဲ့တိုင်းသားကြီးရတဲ့အဲမြန်မာစစ်တပ်ရဲ့ပိုင်ဆိုင်မှုတဲ့နှစ်ဆာတဲ့အဲဆိုပြလေအဲမြန်မာနိုင်ငံပြတ်စည်းသွားပြီပေါ့ကွာနော်မင်းတို့ဇဝေသွားပြောတော့နေမီရဲ့80ရာခိုင်နှုန်းမလေးရှားလောက်ကြီးကျန်နေပြုတ်နေပြီဆိုတဲ့အရာတွေကအဲဆိုငါ့ကိုအေးစစ်နေလို့မရတော့ဘူးလीနော်အေးစစ်တော့နေလို့မရတော့ဘူးဟုတ်တော့ စီးရီးယားမဟုတ်ဘူးသဘောပေါက်လားစီးရီးယားလို့စောက်ဘောမဟုတ်ဘူးပြောရင်လည်းနားကြအောင်ပဲဗျာနော်ပြောရင်လည်းအမအောက်မှာခွေးတွေဟိလားဩစတြေးလျဘောဆုပ်တဲ့ကောင်မို့လို့ဒီလိုအဲ့လိုနော်နယူးဇီလန်တို့အဲ့လိုဘောဆုပ်ဘောမားတဲ့ကောင်တွေနားကြအောင်ပဲလာပြောလေလာပြောမင်းတို့ကောင်တွေလာပြောရတယ်ငါတို့ကမြန်မာနိုင်ငံပဲကြည့်ရပါဘယ်နိုင်ငံမှမကြည့်ရှင်းလား